မကောင်းတာလုပ်လို့ရှိရင်မကောင်းတဲ့တုံ့ပြန်မှုဟာဧကန်ဒိဋ္ဌခံရမှာပဲဒါကိုမြတ်စွာဘုရားကဟောတာအထကမ္မဝိဝတ္တေနတောဝိလုတောဝိလုံပတိကံတရားဟာတပတ်လဲလာပြီဆိုလို့ရှိရင်တဲ့သူများကိုလူရဲ့တိုက်ခိုက်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်လူရဲ့တိုက်ခိုက်မှုကိုခံရမှာပဲဘောကအဲ့တော့ကမ္မနိယမသဘောရဘုန်းကြီးတို့တွေဟာ ုစီတုံ့ပြန်လာတာအကောင်းကိုတော့လိုချင်တယ်ကိုကလှုပ်နေတာမကောင်းတာလှုပ်တယ်ဆိုရင်ကိုစီလာမဲ့ဟာကမကောင်းတာပဲလာမှာပဲအဲ့ကိုဆိုတဲ့ပဲ့တဲ့နံကိုကြည့်ကိုကဆဲလိုက်ရင်ကြားရတဲ့အတန်ကဆဲတယ်မဲ့ကြားမှာပဲကိုကချိုးသားစွာပြောလို့ရှိရင်ချိုးသားတဲ့အတန်မဲ့ကိုစီပြန်လာမှာပဲဒါကမ္မနိယမသဘောတရားတွေလေဒါကြောင့်မလို့ခွန်ကြီးတို့တွေဒီတေသနာတော်ကိုမှတ်သားထားပြီးတဲ့အခါအေးတို့တွေ တစ်ဖက်သားပေါ်မှာအနိုင်ကျင့်မယ်ဆိုရင်ငါတို့ပေါ်မှာလည်းပြန်အနိုင်ကျင့်တာတွေပေါ်လာလိမ့်မယ်။ဒါကြောင့်မို့တစ်ဖက်သားပေါ်မှာဒုတိယဟာအနိုင်မကျင့်နိုင်ဘူး။မဟုတ်တာတွေမလုပ်သင့်ဘူး။ဖောက်တာတွေပဲလုပ်ရမယ်။အများကိုကူညီလိုတဲ့မေတ္တာအများဒုက္ခရောက်နေလို့ရှိရင်ကူညီလိုတဲ့ကရုဏာချီးပွားတိုးတက်တာကိုဝမ်းသာနိုင်တဲ့မုရိတာဒီတဘာဝတရားတွေဒုတဏ္ဍာမှာရှိအောင်တို့စူးစမ်းကြရမှာပါ။ စိတ်ထဲမှာစိတ်ကောင်းထားဖို့အမှန်တမ်းအရေးကြီးတယ်ပေါ့အဲ့လိုစိတ်ကောင်းထားခြင်းဖြင့်ကိုမေတ္တာ သူမေတ္တာဆိုတော့တူမေတ္တာတူမှာဆိုတော့ကိုကမေတ္တာနဲ့ကိုကြီးဆောင်းလျှောက်ထားတဲ့ပုဂ္ဂိုလ်ကိုပေါ်မှာမေတ္တာနဲ့ပဲတုံ့ပြန်တာပါပဲကိုကကရုဏာထားပြီးတော့သူ့ကိုအကူအညီပေးခဲ့တယ်ဆိုလို့ရှင်ကိုအခက်ခဲကြုံတဲ့အခါမှာလည်းပဲကရုဏာထားပြီးတော့ကိုကိုကူညီမဲ့လူကြီးပေါ်လာမှာပဲ ကိုကသူများကြီးပွားတာကိုဝမ်းသာနိုင်လို့စိတ်ကောင်းနှလုံးကောင်းထားနိုင်ပြီဆိုလို့ရှိရင်ကိုယ့်အပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတဲ့ပုံကိုယ်ရင်းနဲ့ပဲကိုကြုံတွေ့ရမယ်ဒါဟာအတုအလှက်သဘောတရားတစ်ခုလို့ဒီလိုပြောတာနော်ကောင်းတဲ့ဘက်ကဆိုရင်မြတ်စွာဘုရားကပူဇကေပူဇကောလပတိပူဇံနဲ့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်တရားမှလည်းသူ့ကိုပူဇော်မဲ့ပုဂ္ဂိုလ်တွေပေါ်လာဥပမာမဲ့ထူးချွန်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စေ ဖရာတရားတန်ခါပဲဖြစ်စေကိုရှိတာနဲ့ပူဇော်တယ်ဘယ်ဟာပဲဖြစ်ဖြစ်အလေးမြတ်ထားတယ်ကိုမြူတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲကိုကိုပူဇော်မဲ့ပုဂ္ဂိုလ်ဆိုပေါ်လာတတ်တယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးတရားတွေလာကိုတဏ္ဍမှာရလာမယ်လို့ဒါကိုဆိုလို့ဒါအတုံးအလှဲ့သဘောတရားဆိုတာကမ္မနိယအဲ့ဒီကမ္မနိယမှာကဘယ်သူမှဖန်တီးတာမဟုတ်ဘူးကိုယ်တိုင်ဘယ်သူမှပြုမိမိမှုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းတဲ့ အပြောဆိုကောင်းတဲ့အလုပ်ကိုလုပ်နိုင်ဖို့ရအတွက်ဘာကိုကောင်းအောင်လုပ်ရမလဲဆိုရင်စိတ်ကောင်းအောင်လုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်ဒါဖြင့်စိတ်ကောင်းအောင်ဘာတွေနဲ့ဝမ်းမံပေးရမလို့ဆိုတော့မေတ္တာအများကျိုးလိုလားတဲ့စိတ်ဓာတ်ကိုယ့်ရဲ့စိတ်ကိုမေတ္တာတွေနဲ့ထုံမွန်းပေးဖို့လိုအပ်တယ်မေတ္တာလို့ဆိုလို့ရှိရင်တော်တော်များများကတပ်ပိတ္တတာအဝိရာဟွန်တုတရဝါရီချမ်းသာကြပါစေလို့ဒီလို မေတ္တာပို့နေတာကိုပဲမေတ္တာလို့ဒီလိုထင်တာမဟုတ်ဘူးကိုယ်စိတ်ထဲမှာဘသူပေါ်ဖြစ်ဖြစ်မလိုမုံထားတဲ့စိတ်တွေကင်းရှင်းစွာထားပြီးအလုံးအစဉ်ပြေကြပါစေအလုံးဒုက္ခမရောက်ကြပါစေနဲ့ဟောမေတ္တာပို့ပုံလေးတွေအလုံးရတဲ့ပရေကြီးတွေမှလည်းပါတယ်လေနော်ဉာဏ်မဉ္ဇဒုက္ခမေစရာတယောက်ကတယောက်ကိုဆင်းရဲအောင် မလိုလားကြပါစေနဲ့ နာပရောပရံနိကုပ္ပေထတယောက်တယောက်မလိမ့်လီမလှိစားကြပါစေနဲ့အခုခေတ်ကြီးမှာတဲဦးနဲ့တဲဦးလိမ့်လီလှိစားမှုတွေများတော့အဲ့ဒီမေတ္တာပူလေးနဲ့ကိုယ်စိတ်ထဲမှာအေးဘသူဘသူမှမလှိစားကြပါစေနဲ့ဆိုတော့ကိုယ်လည်းသူရောမလှိစားဘသူရောမှဘသူရဲ့ဒုက္ခကိုဒုက္ခရောက်အောင်မလုပ်ကြပါစေနဲ့နေညမညတာဒုက္ခမရှိခန္ဓာတို့မှာပါတဲ့မေတ္တာပူလေးကြတော့တဗ္ဗေတတ္တတဗ္ဗေပါဏာတဗ္ဗေဘုဒ္ဓဆက်ခေဝနေ တပိဖတ္ထရာနိပတန်တုမကင်စိပပမာကမတပိဖတ္ထရာနိပတန်တုလူတိုင်းလူတိုင်းဟာအကောင်းနေနေကြီးတွေးကြပါစေဘလောက်ကောင်းနော်အားလုံးဟာကောင်းတာတွေနဲ့တွေးကြပါစေစိတ်ထဲကနေအာယုံပြုတ်ပြီးအားလုံးဟာကောင်းတာတွေနဲ့ကြီးတွေးကြပါစေအဆိုးတွေနဲ့မတွေးကြမကင်စိပပမာကမမကောင်းတဲ့ဆိုးကျိုးတွေဘယ်သူ့အပေါ်မှာမကြောက်ရောက်ပါစေနဲ့ ။ဟောဖြူစင်တဲ့စိတ်ဓာတ်လေးနဲ့ကိုယ်တဏ္ဏကိုယ့်ရဲ့စိတ်လေးကိုမေတ္တာထုံမွန်းပြီးတော့ပေးထားရမယ်။အေးတခါတခါကျတော့လူတွေကကိုယ့်ကိုအများပေါ်မှာဒီမေတ္တာတရားထားရမယ်ဆိုတာကိုသဘောမပေါက်တဲ့အပြင်မှာဆရာတော်ကြီးတွေနော်မိမိတို့လေးစားမြတ်လို့တဲ့ဆရာတော်တွေနဲ့တွေ့တဲ့အခါဘာပြောတပည့်တော်မေတ္တာပို့ပေးပါဗျာမေတ္တာပို့ပေးအချောင်ရတဲ့အကျိုးလေးပဲလိုချင်နော်တကယ်ရတော့ မေတ္တာအကျိုး၁၁မျိုးဆိုတာအပုခံရလို့ရတာမဟုတ်ဘူးကိုကိုယ်တိုင်ပို့မှရတာသူများကမေတ္တာပို့လို့ကိုယ်မှချမ်းသာအိပ်စေချမ်းသာလျင်လို့အိမ်မဆိုးကင်းဆိုတဲ့အကျိုးတွေရတာမဟုတ်ဘူးကိုကိုယ်တိုင်မေတ္တာပွားမှကိုယ်စိတ်ထဲနှလုံးထဲမေတ္တာတရားရောက်မှဒီအကျိုးတွေကိုခံစားရမှာအဲ့တော့ပိုက်ဆံမှမကုံတာဘာဖြစ်လို့မလုံနိုင်ရလဲ ဝေကြည်တနာမတတ်နိုင်လို့တပည့်တော်တို့ကတော့မေတ္တာမပို့နိုင်ပါဘူးဆိုရင်အရှင်ဘုရားတပည့်တော်မေတ္တာပို့ပေးပါဆိုသဘာဝကျသေးတယ်နော်တပည့်တော်ငွေမတတ်နိုင်လို့မေတ္တာရှင်ဘုရားပို့ပေးပါဆိုရင်ဟုတ်တယ်ကိုကကိုပို့ရမယ်မေတ္တာကြမှာသွားနှမျောနေတယ်လို့ဖြစ်နေတယ်ဒါကတမ္မာဒိဋ္ဌိလို့ဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုဆုံးရှုံးနေလို့ဒီလိုဖြစ်ရတယ်တကယ်တော့စဉ်းစားကြည့်လိုက်လေ ဘသူပေါ်ဖြစ်ဖြစ်သိတဲ့လူပဲဖြစ်ဖြစ်မသိတဲ့လူပဲဖြစ်ဖြစ်မြင်ရတဲ့တတ္တဝါပဲဖြစ်ဖြစ်မမြင်ရတဲ့တတ္တဝါပဲအားလုံးအဆင်ပြေကြပါစေအဆင်ပြေတာပဲကြည့်ချင်တယ်နော်ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့ဟောဒီစိတ်ကလေးကိုကိုယ်တဏ္ဍာမှာမွေးထားမနဲ့အေးရထားတဲ့အချိန်ကနေမွေးထားဒါကိုစိတ်ကောင်းလို့ခေါ်တာပဲအဲ့ဒါလို့ကိုယ်စိတ်ကောင်းထားတဲ့ဟာဒီကုသိုလ်ကနည်းတဲ့ကုသိုလ်လားလို့ဆို အမြဲတမ်းကြီးမားတဲ့ကုသိုလ်လို့မြတ်စွာဘုရားကဝေလာမတုတ်တံမှာဟောထားတာတော့ကျောင်းကြီးဆောက်လှူတဲ့ကုသိုလ်ဟာတဲ့ငွေကြေးတနအကုန်ကြပြီးတော့လှူတဲ့ပစ္စည်းလေးပါအလှူတွေတည်းမယ်သတုတ္တိတတန်ဃာကိုရည်စုပြီးတော့ကျောင်းဆောက်အလှူဟာအကောင်းဆုံးပဲဒါဖြင့်သူ့ရဲ့ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံသုံးပါးဆောက်တည်တာအဲကျောင်းဆောက်လှူတာတဲ့ပုဂ္ဂိုလ်ရဒါဖြင့်တရဏဂုံဆောက်တည်တာတဲ့ကောင်းတာရှိသေးလားအေးငါးပါးတိလထပ်ပိုးလိုက်ရင်ဒီတဲ့ကောင်း ဟာဒီလိုဟောတာနော်ဒါဖြင့်ငါးပါးသီလတပည့်တော်တို့သရဏဂုံလည်းရတယ်ငါးပါးသီလလည်းရှိတယ်ကြီးတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်မေတ္တာပွားဟောမေတ္တာပွားတယ်တရားတွေအလုံးပေါ်မှာချုံးကုန်ပြီးကိုသိတဲ့လူရောမသိတဲ့လူရောကမ္ဘာလောကမှာရှိတဲ့လူတွေအလုံးအဆင်ပြေကြပါစေဆိုတဲ့စိတ်မွေးတာဟာဘာလို့ထားတော့ဆိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာအမုန်းတရားမရှိဘူးဆိုတာထုတ်ဖော်နေတာပဲအရင်ကြည့်တာအမုန်းတရားမရှိဘူးပဲ မေတ္တာပို့တယ်ဆိုတာကိုယ့်ရဲ့နှလုံးထဲကအမုန်းတွေကိုရှင်းပြထားနော်ဒါမှမေတ္တာဆိုတာအေးသဗ္ဗေတ္တရွတ်ကောင်းလို့ရွတ်နေတာတခါတလေစိတ်ကပါကြမပါတာနော်အဲ့ဒီလိုမလုံးနဲ့မေတ္တာဆိုဒီမှာမနောကကိုယ့်စိတ်ထဲမှာသရဝရရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်မေတ္တာစိတ်ကိုခိုင်မာတည်ဆောက်နိုင်ရအဲ့ဒီလိုတည်ဆောက်ခြင်းဟာစိတ်ကောင်းမယ်အမြဲတမ်းမုံမြတ်တဲ့စိတ်မေတ္တာစိတ်ရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာ သူတော်ဘာကိုထိခိုက်နစ်နာမဲ့ပန္နာတိပတ္တလောက်ပါအောင်မလားမလောက်ဘူးလေသူကအလုံးရဲ့အကျိုးစီးပွားကိုလုံလာတာဆိုပန္နာတိပတ္တဆိုတာအ ਨੇ ဆုံးမသိရင်တောင်ဒုက္ခရောက်မှာလေဟုတ်လို့ကတခါသူများစိတ်ချင်းရတယ်သူများပစ္စည်းလေးပါသွားတယ်အခိုးခံလဲရတယ်ဆိုစိတ်ချင်းရမှာဟောသူများစိတ်ချင်းရတဲ့အာရိဏဒါနလည်းမလောက်ဘူးသူတော်ဘာမိသားစုထဲမှာသွားပြီးတော့ပြစ်မှားလို့ရှင်လေအဲ့ဒီမိသားစုဟာစိတ်ချင်းရမှာဆိုတော့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုမှမလောက်ဘူးတာ တခါသူများအကျိုးပြက်အောင်လိမ့်လီလှိစားတယ်ဆိုတဲ့မုတာဝါရဆိုတာလေမေတ္တာရှိတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမလောက်ဘူးသူများဒုက္ခရောက်။အော်သူရမေရယဆိုတာအများပေါ်မှာမေတ္တာရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုတွေးလဲ။ငါဟာမိသားစုကောင်းကျိုးဆောင်ရွက်မယ်။မိသားစုကောင်းကျိုးဆောင်ရွက်နိုင်အောင်ငါမှာနေစဉ်အသိပညာတတ်ပညာတွေလိုအပ်တယ်။ပညာစီးပူးမယ်။ရလာတဲ့ပညာနဲ့မိဘကို ကျေးဇူးဆက်မယ်မိသားစုချမ်းသာအောင်ထားမယ်မိษွေသင်္ကားတွေကုညီပေးမယ်ကုသိုလ်ကောင်းမှုတွေပြုမယ်အဲ့တော့ဒီလိုအသိပညာတွေရဖို့ရတဲ့အနှောင့်ရှက်အဟံတာဖြစ်နေတဲ့အယက်သေးစာတောက်စားမှုငါရှောင်အောင်မယ်ဟောဒီလိုဆိုလိုတာနော်မူရစ်တောက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘသူအကျိုးမှမလုံးနိုင်နံပါတ်၁သူအကျိုးသူမလုံးနိုင်တော့အဲ့ချင်းသူအကျိုးတောင်သူမလုံးနိုင်အများအကျိုးဘယ်လိုလုပ်လဲမလုံးနိုင်တော့ ဒါကြောင့်မို့လို့သူတစ်ပါးရဲ့အကျိုးကိုလိုလားတဲ့ပုဂ္ဂိုလ်တယောက်ဟာမူရစ်တောက်စားပြီးရံကားနေတဲ့ပုဂ္ဂိုလ်ရှင်းမူနေတဲ့ပုဂ္ဂိုလ်ဆိုတာမဖြစ်တော့ဘူး။ဩငါးပါးတိလာတုံသွား။အဲတော့မေတ္တာရှိခြင်းကြောင့်လည်းငါးပါးတိလာတုံသွားနိုင်တယ်။နောက်တစ်ခုစဉ်းစားကြည့်ကိုမေတ္တာထားတဲ့အပိုင်းဝိုင်းကြီးတစ်ခုတရားတွေအားလုံးပေါ်မှာမေတ္တာထား လူတွေပုံမှန်နဲ့မေတ္တာထားတာမဟုတ်ဘူးတတဝါတွေအားလုံးပုံမှန်မေတ္တာထားမေတ္တာထားတော့ဘသူနစ်နာအောင်မလုပ်ဘူးအဲ့ဒီမေတ္တာစွမ်းအားရှိလာလို့ကိုမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေဟာတစုံတစ်ခုသောအကြောင်းကြောင့်ပြဿနာတွေဖြစ်ပြီးတော့ဆင်းရဲဒုက္ခကျုံနေမယ်ဆိုလိုက်ဩဒီဆင်းရဲဒုက္ခကလွတ်ကြပါစေသူတို့ဒုက္ခမရောက်ကြပါစေနဲ့ဆိုတော့စိတ်တွေအရင်ဖြစ်လာတယ်အဲ့ဒါကိုကရုဏာလို့ခေါ်တယ်နော် ဒုက္ခမရောက်စေချင်တယ်ဘု து ကိုမှဒုက္ခမရောက်စေချင်ဩအဲ့ဒီချိန်မှာကိုမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေကအောင်မြင်ကြီးပွားလာလို့ရှိရင်လေလူတွေကများသောအားဖြင့်တူတူယောက်အောင်မြင်ကြီးပွားလာလို့ရှိရင်အပြစ်ပြောဖို့ပဲစဉ်းစားတယ်အပြစ်ပြောဖို့ဘာလို့လို့အောင်နာဘာဖြစ်လို့ကြီးပွားတာလဲဆိုပြီးတော့အပြစ်ပြောဖို့အဲ့ဒီအပြစ်ပြောတာကိုအိတ်တာလို့ခေါ်တယ် jealousy တဲ့အဲ့ဒါဘာဖြစ်လို့ jealousy ဖြစ်ရလဲဆိုတော့မုရိတာ ဝန်တာနိုင်မှုကင်းလို့အဲ့ဒါကြောင့်မို့ကိုကြီးပွားစေခြင်းနဲ့ပုဂ္ဂိုလ်တယောက်ကြီးပွားတိုးတက်လာတဲ့အခါမှာဝန်တာနိုင်အောင်ကြိုးစားရမယ်။ဟောဒီမေတ္တာမွန်မြတ်တဲ့မေတ္တာကရုဏာမုရိတာဆိုဒီတရား၃မျိုးကိုယ်တဏ္ဏမှာခိုင်မာတိဆောက်ထားတာကိုပဲစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တာ။ဒီတဲ့ကောင်းတဲ့စိတ်ကောင်းနှလုံးကောင်းပဲရှိတော်မလဲ။လူတိုင်းဟာကိုယ့်ကိုယ်တော့ကောင်းကြမှာပေါ့။အများပေါ်ကောင်းဖို့မှအရေးကြီးတာကို။ဟုတ်ပါဘူး။ အဲ့တော့ဒီစိတ်ကောင်းနှလုံးကောင်းကိုကုသနာမှာအခိုင်မှဖြစ်အောင်တိဆောက်အဲ့ဒါလို့တိဆောက်လိုက်တဲ့အခါကျတော့နောက်ဆုံးဥပိ္ပခာဆိုတာကျတော့ကိုလုံးလို့ပါမရလုံးလို့မရလူတိုင်းဟာလုံးလို့ရလားဆိုမရဘူးသူကံနဲ့သူလာတာတဝိတတ္တကမ္မတကဩသူကံနဲ့သူလာနောက်ဆုံးမှကိုသားသမီးတောင်ကိုကယ်ခြင်းလို့ရတာမှမဟုတ်တာအေးအဲ့ဒီအခါကျတော့ဥပိ္ပခာလို့ဆိုရဲမြင့်မြတ်တဲ့စိတ်သာဥပိ္ပခာဆိုဒီမှာ အရက်ထဲမှာတော့ဘာပြောလဲဆိုရင်ဒီကောင် မတည့်ဘူးအမြင်ကတ်တယ်မခေါ်ဝဲနေစကားမပြောဝဲနေပဲဆိုတာဟာဥပိ္ခာလို့ထင်အဲ့ဒါမဟုတ်ဘူးเนาะဥပိ္ခာဆိုဒီမှာသူ့ပေါ်ကနေပြီးတော့ကိုယ်ပေါ်မှာတုတ်ပြန်လာတာတခုဘာမှညှော်လင်းချက်မထားဘူးလှုပ်တဲ့နာလှုပ်ပေးတယ်တီးတဲ့ရှင်းအောင်ပြောပြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားအလောင်းတော်တွေဖြည့်ကျင့်ရတဲ့ပါရမီ၁၀ပါးထဲမှာမေတ္တာပါရမီဥပိ္ခာပါရမီ၁၀ပါး ကရုဏာနဲ့မုရိတာတော့ပါရမီထဲမှာမပါဘူးအရေးကြီးတာမေတ္တာနဲ့ဥပေက္ခအလွန်အရေးကြီးဒီနေ့ခေတ်မှာလည်းသေသေးချာချာစဉ်းစားကြည့်လောကလူတွေဟာမေတ္တာရှိလို့အကူအညီပေးလိုက်တယ်မှန်ကန်တဲ့စိတ်နဲ့အကူအညီပေးတယ်သို့တော့ဥပေက္ခမရှိဘူးဆိုရင်ဘာဖြစ်လဲဒီလူငါတစ်ချိန်လုံးကအကူအညီထားတာငါကြတော့မကူဘူးမဖြစ်ပေဘူးလားသူကငါကူတာငါကတော့ဒီကောင်ကငါအောက်ကပါအခုမှမဲဒါမျိုးကလာသေးတာနော် အရင်တော့ငါလက်အောက်ကအခုကျတော့သူကကြီးပွားသွားလိုက်တာဆိုပြီးတော့အကောင်းမပြောနိုင်ဘူး။ဒါဖြစ်လို့ဥပိ္ခာမရှိတာ။နော်။ဥပိ္ခာရှိရမယ်ဘယ်လိုရှိရမလို့ဆိုဘုရားလောင်းနေကြတော့မေတ္တာယပုပ္ပကာရိနောမေတ္တာရှိသည့်အတွက်ကြောင့်လူတည်းဥတယောက်ကိုကိုယ်အားစတင်ပြီးတော့အကူအညီပေးတယ်။ဥပိ္ခာရှိသည့်အတွက်ကြောင့်ပစ္စုပ္ပကာရဏနာတိတန်တိသူစီကတုတ်ပြန်လာမဲ့ခြေစွတ်တင်มาတယ်ဆိုတာတော့မလို့ခြင်းမပြောင်းလဲဘူး ဟုတ်ကဲ့လားကိုကျေးဇူးတင်ပါတယ်လို့တောင်ပြောစရာမလိုဘူးကိုကမေတ္တာနဲ့ကူညီတာကိုသူ့စီကဘာမှပြန်မလို့ချင်အခုခေတ်ကျတော့အဲ့လိုမဟုတ်ဘူး keep in take မလုပ်ထားတာပြန်ပေးရမယ်ဆိုပုံစံလေးတချို့ဆိုရင်အကူအညီပေးထားတာပြန်တောင်းတောင်းတယ်လို့ပြောတယ်မတည့်တဲ့အခါကျနော်အဲ့ဒါဘာဖြစ်လို့ဆိုဥပိ္ပခမထာနာအဲ့တော့သူကူညီခဲ့တဲ့ဟာတွေကစစ်မှန်တဲ့မေတ္တာမဟုတ်တော့ဘူးအတုံး ဒီကိုဟောတူတော့ဆိုဘုန်းကြီးတို့ငယ်ငယ်တုန်းကသူများဆိုတာနဲ့ဆိုတာဘာမှလည်းဟိုမသိတဲ့အချိန်ပါနော်နေ့အသက်တစ်ခါလွတ်ရင်ငါအသက်ဆယ်ခါလွတ်ဆိုဘယ်တရားမလဲကိုကတစ်ခါလှုပ်တာသူကြတော့ကိုကြတော့ဆယ်ခါပေးရမယ်ဆိုအတိုးစားတာနဲ့မတူဘူးလားเออดูเรียอโตตาหลุขึ้นน่ะเจ้าเนาะกูกุญญีไล่ถ่าโอเปลี่ยนปี้တော့ตกเปลี่ยนกุญญีหมู่ตึ่งหญ่นเล่นจ๋าเลยบ่ยัสสวะพะยาปารมีဖြည့်တဲ့အခါမှာတော့ဘုရားလောင်းတော်တွေဟာ မေတ္တာရှိလို့တရားတွေကိုကူညီတယ်။ကိုကူညီလိုက်တဲ့ပုဂ္ဂိုလ်စီကဘာကိုမှ တုံ့ပြန်လာတာကိုမမျှော်လင့်ဘူးတဲ့ဒါဥပိ္ပခါလို့ခေါ်တယ်။ဒါဥပိ္ပခါရဲ့သဘောကိုနားလည်အောင်ပြောပြတာနော်။အဲ့တော့မေတ္တာကရုဏာမုရိတာဥပိ္ပခါဆိုရင်ပြမစုံတရားလူတွေကပြောတော့ပြောနေကြတာပဲပြမစုံတရားပြမစုံတရားနဲ့ပြောနေကြတာတကယ်လက်တွေ့ကိုမှပြမစုံတရားစံတော်မှုလို့ရတယ်ပေါ့။အလုံးပေါ်မှာမေတ္တာထားပြီး မိသားစုတူပဲဖြစ်စီတော့မိသားစုထဲမှာမိသားစုထဲမှာမေတ္တာထားပြီဆိုရင်အေးတားလို့တဲ့လူကလည်းပဲငါမိငါအဖေငါမောင်နှမငါနှမတွေနော်ငါအကိုတွေချမ်းချမ်းသာသာရှိကြပါစေဆိုပြီးလှုပ်ရှားရှိတာငါလုပ်မယ်နော်သူတို့ချမ်းချမ်းသာသာနေကြပါစေဆိုစိတ်နဲ့ပဲလှုပ်တယ်ဒီလိုလှုပ်တယ်ဒါလည်းပဲမေတ္တာပဲတခြားမေတ္တာမထားနိုင်တဲ့အုံကိုမိသားစုတွေဩထမင်းချက်တဲ့အခါလဲမိဖို့ကြောင့်နေမှာ အားလုံးဟာချမ်းမြမ်းသာသာစားပြီးတော့ချမ်းမြမ်းမှမှရှိကြပါသေးဆိုလို့ရှင်နေ့စဉ်အလှူကြီးပေးနေရတယ်လို့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါလည်းဒါနကောင်းမှုပဲနော်ဒါလည်းဒါနကောင်းမှုပဲလူတွေကဒါနကောင်းမှုဆိုရင်အာပိုက်ဆံတွေအကုန်ကြခံပြီးတော့အကြီးအကျယ်ကြီးလှူမှဒါနဖြစ်တယ်လို့ဒီလိုထင်နေကြမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကောင်းမှုကျွေးလိုက်တဲ့အခါဒါလည်းဒါနပဲအလွန်မောမြတ်တဲ့ဒါနာ ဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘလောက်ထိခေါ်ထားလဲဆိုရင်ဝိသကုတ္တသုတ်တံဒါနဆိုတာတဲ့ကိုစားပြီးတောက်ပြီးဒီပကံခွဲရောက်ဆေးကြောတဲ့ထဲမှာသမင်းစီလေးတွေဟင်းလေးတွေပါသွားအဲ့ဒါလေးတွေကိုစားပြီးတတ္တဝါတွေအသက်ရှင်ကြပါသေးစားကြပါသေးဆိုရင်စိတ်ကလေးနဲ့တွေ့တော့အဲ့ဒီဒါနရဲ့အကျိုးကကိုစီရောက်တယ်လို့မြတ်စွာဘုရားဟောတာဆိုလိုတာကအဲ့ဒီလောက်ကလေးထားတာတောင်မှပဲဒါနအကျိုးရတယ်ဆိုတော့ ဟောအိမ်လာတဲ့ဧည့်သည်ကြွေးတာဘာလို့ဒါနမရမလဲကိုယ်အိမ်ကိုဆွမ်းကန်ကြွလာတဲ့တန်ခါဆွမ်းသွွန်းလောင်းလိုက်ဘာလို့ဒီအကျိုးမရမှာလဲဖရဲတွေ့လို့ပန်းလေးတစ်ခွင်လှူလိုက်တယ်ရေချမ်းလေးတစ်ခွင်လှူလိုက်တယ်အလွန်မမြတ်တဲ့ဌာနတွေဒုတွေတွေလုံနေရတာပါလားလို့အလွန်တန်ဖိုးထလက်ဖို့လိုတယ်ကုသိုလ်ကနော်အဲ့ဒီကုသိုလ်တွေဟာကိုယ်စီကိုပြတ်မလာဘူးမဟုတ်ဘူးတုံ့ပြန်ပြီးရောက်လာမှာပဲမရောက်ဘဲနဲ့လမ်းပျောက်သွားတာဆိုတာမရှိဘူးနော်ပိုက်ဆံကြတော့ပျောက်တတ်တဲ့တတိထား ကုသိုလ်ကောင်းမှုကတော့အဲ့ဒါလို့မပြောက်ဘူးနော်။ဘာလို့လို့ကိုယ်စီပြန်ရောက်လာမှာပဲ။ဘာဖြစ်လို့တော့ဆိုဘာလို့မပြောက်တာတော့လို့ဆိုပိုက်ဆံကအပြင်ဘက်မှာရှိတာလေ။ဒီကုသိုလ်စိတ်ကအပြင်ကလာအတွင်းကလာ။ဘလို့မှမပြောက်ဘူး။ခိုးယူလို့လည်းမရဘူး။ဒီလိုဆိုတာပေါ့နော်။အဲ့တော့ဒီလိုတန်ဖိုးရှိတဲ့ကုသိုလ်စိတ်ကလေးတွေကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစား။မြတ်စွာဘုရားသခင်ကဒါကိုပြောတာ။ဒီ စိတ်ဖြူစင်ပြီးစိတ်စင်ကြယ်ပြီးဆိုရင်ကောင်းကျိုးချမ်းသာတွေရတယ်လို့ဆိုတာဒီအသေးပဲကိုပြောတာ။ဒါကြောင့်မို့စိတ်တေဝိတုတ်တေသူကတိပါတိခင်ခါဒီဘဝမှာတည်းပဲစင်ကြယ်တဲ့စိတ်ဟာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်ပွေရာဖြစ်လာတယ်။သူ့ရဲ့အကျိုးဆက်အကောင်းဆုံးဖြစ်လာမယ်။ဒီလိုဟောတာအဲ့ဒီဟောတာကိုလိုက်နာကျင့်သုံးဖို့ပဲကုတ္တဝမဲမကျင့်သုံးရင်တော့ဘာတစ်ခုမှမရဘူး။ဘာမှမရဘူးဆိုတာစဉ်းစားကြည့်လေ ထမင်းတောင်ကိုကိုယ်တိုင်စားမဝမှာပေါ့သူများစားတာထိုင်ကြည့်နေပဲဝမလဲဒါပဲဖြစ်ဖြစ်ကိုကိုယ်တိုင်လုံးဝမယ်ဆိုတာကိုတော့မမေ့နေနဲ့အဲ့တော့ဘုန်းကြီးတွေတွေ့တဲ့အခါတပည့်တော်မေတ္တာလေးပို့ပေးပါဖရာလို့မလျှောက်နေနဲ့နော်အရှင်ဘုရားတပည့်တော်မေတ္တာပို့ပါမယ်ဖရာပဲလျှောက်ဟုတ်ကဲ့လားအဲ့ဒါတကူကလမ်းလွဲပြီးတော့နေကြတယ်တော်တော်များများမေတ္တာပဲခံယူခြင်းနဲ့ကိုယ်မေတ္တာကြတော့မပေးခြင်းကြခြင်းနဲ့ဆိုအတိတ်ပဲဖြစ်နေတယ်ပေါ့ ။အော်ကိုကမေတ္တာထားရင်သူ့မေတ္တာဆိုတာလေကိုယ်စီအလိုလျောက်ရောက်လာတာပဲနော်။တူမေတ္တာတူမှဆိုတာအားလုံးရဲ့မေတ္တာကိုယ်စီရောက်လာကိုကမေတ္တာထားသည့်အတွက်ကြောင့်မေတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအမြဲတမ်းချီးလင်းရှင်ပြုံးနေသည့်အတွက်ကြောင့်သူ့ရဲ့ဆက်ဆံရေးအမြဲတမ်းကောင်းနေနော်။ပါရမီပုံရိပ်အမတ်တစိတ်ဆိုပြီးတော့ခေါင်းကြီးတို့ငားရဲ့ခေါ်ထားတဲ့ဒီလက္ခဏာတုတ်တန်အနှစ်ချုပ်ပြီးတော့ခေါ်ထားတဲ့မြတ်စွာဘုရားအလောင်းနေ ဒီပါရမီဖြည့်ခဲ့တုန်းကဆိုလို့ရှိရင်သူကုသိုလ်ကောင်းမှုဘုရားအလောင်းဟာမျက်လုံးနေလှတာလို့ဘာဖြစ်လို့လှတာတော့ဆိုရင်ဘုသူ့ကိုမှမျက်ဆောင်ထိုးပြီးမကြည့်ခဲ့ဘူးတဲ့အဲ့ဒါမျက်ဆောင်ထိုးကြည့်တာလဲအကုသိုလ်ပဲနော်ချစ်ခင်နဲ့မျက်လုံးနဲ့ချစ်တတ်ရမယ်ဘုသူ့ကိုပဲဖြစ်ဖြစ်မုန်းတဲ့မျက်လုံးနဲ့မကြည့်နဲ့ချစ်ခင်နဲ့မျက်လုံးနဲ့ချစ်တတ်အောင်စိတ်ကိုကစပြီးတော့ပြင်ရမယ်လို့ဒီလိုဆိုတာနော်အေးဒါကြောင့်မို့ တရားချက်ခင်တရားစဉ်ပြိတ္တာပေါင်းတော့အတုံအလှဲ့ဆိုတဲ့ကမ္မနိယမသဘောတရားဟာကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတာလုပ်လို့ရှင်မကောင်းတဲ့အတုံအလှဲ့ဆိုတာရောက်တယ်ကောင်းတာလုပ်လို့ရှင်ကောင်းတဲ့အတုံအလှဲ့ဆိုတာရောက်လာမှာပဲကမ္မနိယမဆိုတာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘူးတဲ့တဘာဝအတိုင်းဖြစ်ပေါ်လာတဲ့မိမိရဲ့တဏ္ဍာမှာဖြစ်လာတဲ့ကံတရားရဲ့ဖြစ်ပေါ်လာမှု ပဲဆိုတာကို ကြုံကြည်ပြီးတော့တို့တွေလားဒီကလေးကနေစပြီးမြတ်စွာဘုရားအဆုံးအမတိုင်းကောင်းတဲ့ကံတွေကိုတို့တွေပြုလုပ်ကြရမှာဖြစ်တယ်မကောင်းတဲ့ကံတွေကိုမလုပ်မိအောင်ရှောင်ကြရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီတတိထားပြီးတော့ကောင်းတဲ့ကံတွေဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း